ချစ်တော်ညီကိုမောင်မတို့ဒီကနေ့အားလုံးစိတ်နှလုံးပြင်ဆင်လျက်အသက်ရှင်သောတန့်ရှင်သောနှုတ်ကပတ်တော်ကိုနားထောင်ဖို့ရင်စိတ်နှလုံးပြင်ဆင်ကြပါစို့ကျွန်တော်တို့အချိန်နာကြီးကိုအအောင်ဆုံးဖရားတခင်လက်တော်ထဲမှာဆုတောင်းအပ်နိုင်ရအောင်နော်ဂျေဇုမြတ်တော်ရှင်ဖဖရားကိုတော်ဖရားရဲ့ဂျေဇုတော်ကြောင့်ကြောင့်တာလေဒီကနေ့တိုင်အောင်အသက်ရှင်ခွင့်ရတာဖြစ်ပါတယ်ဂျေဇုတော်ချီးမွမ်းနေတဖန်ပြန်လေနေ့တက်မှာကိုတော်ဖရားရဲ့ အသက်ရှင်သောနှုတ်ကပတရားဒီနာကိုဝေငှနိုင်တော်ခွန်အားပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနေကြားနာတဲ့သူများကိုလည်းကြားနာနိုင်တဲ့ခွန်အားပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနေအခုချိန်မှာဒီချိန်နာကြီးမှာဟောကြားတဲ့သူရောကြားနာတဲ့သူရောတန်ရှင်သောဝိညာဉ်တော်ရဲ့တူထီမှုလမ်းပြမှုဖော်ပြမှုအားဖြင့်နားလေသဘောပေါက်ပြီးအတ္တတာမှာတကယ်ထိမိ၍တိဆောက်เสียဖြစ်စေပါမိအကြောင်းအချိန်နာကြီးကိုကိုတော်လက်တော်ထဲမှာအနံ့တဲ့ခါမှာ ဂရေမရှိယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းအပ်နံကြပါ၏အဖဖခင်အာမင်ချစ်တော်ညီကိုမောင်မတို့ဒီကနေ့အားလုံးနဲ့ဝင်ငှချင်တဲ့ခေါင်းစဉ်လေးကပါလေဆိုတော့နောက်ဆုံးသောကာလရဲ့တတိပေးစကား၄ချက်ဖြစ်ပါတယ်နောက်ဆုံးသောကာလရဲ့တတိပေးစကား၄ချက်ဖြစ်ပါတယ်အခြေပြုကြံကပါလဲဆိုတော့ရှင်ယူသဩဝါဒစာခန်းကြီး1အငယ်7ခွန်ကနေ27ဖြစ်ပါတယ်ချစ်သူတို့ နောက်ဆုံးတော့ကာလာ၌မိမိတို့မတရားသောတမတ်ခြင်းအတိုင်းကျင့်နေ၍ပြည့်ရဲ့ပြုတ်တော်သူတို့ဒီပေါ်ကြလိမ့်မည်ဟုငါတို့သခင်ယေရှုခရစ်၏တမန်တော်တို့ဒီဟောပြောနှင့်သောစကားများကိုအောက်မေ့ကြလောထိုသူတို့ဒီတင်းခွဲတော်သူဝိညာဉ်တော်နှင့်ကင်းသောဇာတိပဂတိလူဖြစ်ကြ၏ချစ်သူတို့တင်းတို့ဒီမိမိအလွန်တန့်ရှင်သောယုံကြည်ခြင်းအပေါ်မှာမိမိကိုယ်ကိုတည်ဆောက်လျက်တန့်ရှင်သောဝိညာဉ်တော်အားဖြင့်စုတောင်းပတ္ထနာပြုပြုလျက် ရားသခင်ကိုချစ်ခြင်းမေတ္တာ၌ကိုကိုကိုစောင့်ရှောက်၍ထာဝရအသက်လုံးကငါတို့ယေရှုခရစ်၏ဂယုနာတော်ကို မျော်လင့်၍နေကြလော့ဆိုတော့နောက်ဆုံးသောကာလမှာပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီနောက်ဆုံးသောကာလမှာနေတဲ့သူတွေအတွက်တတိပေးစကား၄ခွန်းထဲကပထမတစ်ခွန်းကပါလေဆိုတော့ကျွန်တော်အငယ်ခုနှစ်ကနေစကြည့်အောင်နော် အငယ်ခုနှစ်မှာရှင်ဥဒ္ဓဩဝါဒစာခန်းကြီးတဲ့အငယ်၁၀မှာဘယ်လိုပြောလဲဆိုချစ်သူတို့တဲ့ Okay ချစ်သူတို့ဆိုတာပါလေချစ်သူတို့ဆိုတာမယုံကြည်သူပြောတာမဟုတ်ဘူးเนาะညီကိုမောင်တို့ရှင်ဥဒ္ဓကယုံကြည်သူညီကိုမောင်တို့ကိုပြောနေတာဒါကြောင့်ဒီကနေ့နောက်ဆုံးတော့ကာလမှာစကားလေးခွန်းဟာဆိုလို့ရှိရင်လေကျွန်တော်တို့ယုံကြည်သူခရိယန်တွေကိုအဓိကကျွန်တော်ခွန်အားပေးချင်တာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းခွန်အားယူနေတာဖြစ်တယ်ချစ်သူတို့ဆိုတာကျွန်တော်တို့အားလုံးခရိယန်ယုံကြည်သူကိုပြောတာဖြစ်တယ် နောက်ဆုံးသောကာလ၌မိမိတို့မတရားသောတတ်မှတ်ခြင်းအတိုင်းကျင့်နေ၍ပြည့်ရပြုတ်တတ်သောသူတွေပေါ်လာကြလိမ့်မည်။နောက်ဆုံးသောကာလရောက်တဲ့အခါမှာတဲ့မတရားတဲ့တတ်မှတ်ခြင်းအတိုင်းကျင့်နေတဲ့သူတွေများလာမယ်တဲ့။ပြည့်ရပြုတ်တတ်တဲ့သူလည်းများလာမယ်တဲ့။ Okay ဒါကျွန်တော်မယုံကြည်သူတွေကြားထဲမှာရောယုံကြည်သူကြားထဲမှာရောပေါ်လာမယ်ဆိုတဲ့ဟာကိုကျွန်တော်နားလည်ရတယ်။တနည်းအားဖြင့်ကျွန်တော်တို့အပြင်မှာတော့ပြောစရာမလိုတော့ရှိကိုရှိတယ် အကျွန်တော်အတင်းတော်ထဲမှာမရှိဘူးလားလို့မထင်နဲ့နော်အတင်းတော်ထဲမှာလည်းနောက်ဆုံးတော့ကာလမှာတင်းကွဲချင်းတွေပေါ်လာမယ်လို့အောက်မှာဖော်ပြထားတယ်။ Okay ချစ်တော်ညီကိုမမတို့အငယ်၁၉မှာထိုသူတို့ဒီတင်းခွဲတော်သူဝိညာဉ်တော်နဲ့ကင်းတော်ဇာတိပဂတိလူဖြစ်ကြ၏တဲ့။အတင်းတော်မှာတင်းခွဲကြတယ်တူတူငါငါခွဲကြတယ်ငါကတော့ဒီဆရာရဲ့အာဖန်ပဲငါကတော့ဟိုဆရာရဲ့ဖန်ပဲငါကတော့ဒီဆရာရဲ့အဖွဲငါတို့ကဒီအတင်းတော်ငါတို့ကဒီအတင်းတော် โอเคချစ်တော်ညီကိုမောင်မောင်တို့တခင်ယေရှုခရစ်တော်ထဲမှာတူတူငါငါခွဲတာမရှိပါဘူးတမာတရားနဲ့ကိုက်ညီလားမကိုက်ညီဘူးလားဒါတော့ခွဲရမယ်တမာတရားနဲ့ကိုက်ညီနေတယ်ဆိုရင်ကျွန်တော်တို့အားလုံးကမိသားစုဝင်နေပါပဲဟာလေလုယာဒါကြောင့်တင်းခွဲခြင်းတွေလှုပ်တော်သူတွေဇာတိပိတိလူဖြစ်တယ်တဲ့ရှင်းရှင်းလေးပေါ်ပြထားတယ်ဝိညာဉ်တော် မရှိတဲ့သူတွေဖြစ်တယ်တဲ့တတိထားပါ ဆိုတော့ဒီနောက်ဆုံးတော့ကာလနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကိုပေးတဲ့တတိပိစကား၄ခုနံပါတ်၁တခွန်ကအငယ်၁၈ကနေဖြစ်တယ်။အငယ်၁၈မှာဘယ်လိုပြောလဲဆိုတော့ငါတို့သခင်ယေရှုခရစ်ဤတမန်တော်တို့ဒီဟောပြောနေတော့စကားများကိုအောင်မေ့ကြလို့ဒီအငယ်၁၈နဲ့အငယ်၂၀မှာကအတိတ်ပဲတစ်ခုပဲဖြစ်ပါတယ်။အငယ်၂၀မှာဘယ်လိုပြောလဲဆိုချစ်သူတို့တင်တို့ဒီမိမိအလွန်တန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာမိမိတို့ကိုတီဆောက်လျဲလို့ပြောပါတယ် အပေါ်မှာကတခင်ယေရှုခရစ်တမန်တော်တို့ဒီဟောပြောနေတော့စကားများကိုအောက်မေ့ပါတဲ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နောက်ဆုံးတော့ကာလမှာတဲ့တော်တော်လေးပြည့်စည်တဲ့အရာတွေပေါ်လာတဲ့အခါမှာတဲ့ညီတို့ကတခင်ယေရှုပြောခဲ့တဲ့စကားတွေနဲ့တမန်တော်တွေပြောခဲ့တဲ့စကားတွေကိုအမြင်တဲ့အောက်မေ့ပါတဲ့အဲ့ဒီကိုယုံကြည်လိုက်တဲ့ဒီတမာတရားကိုအမြဲတမ်းမြဲမြဲဆွေးကြိုင်နှလုံးသွင်းပါတဲ့ဒီမှာပြောတဲ့တခင်ယေရှုရဲ့ပြောစကားကဘယ်မှာလဲတခင်ယေရှုပြောစကားအများကြီးပြောခဲ့တယ်သူတက်ရှင်တော်က ဒါပေမဲ့စာအုပ်ထဲမှာအပြည့်အစုံမှတ်သားထားတယ်ဆိုလို့ကျွန်တော်တမာကျင်းစာပဲရှိပါတယ်တမန်တော်လေးလေးဒီတိုင်းမှာပဲတမန်တော်ရဲ့အသက်ရှင်တော်မှာသူတို့ပြောခဲ့တဲ့ဟာတွေရေးခဲ့တဲ့ဟာတွေဟိုမမတ်ထားတဲ့ဟာတွေလည်းရှိရင်ရှိမှာပေါ့ဒါပေမဲ့ဒီကနေ့မတ်ထားတဲ့အရာဆိုလို့တမာကျင်းစာပဲရှိပါတယ်ရအငယ်၁၈မှာကျွန်တော်ဒီကနေ့ဖတ်သွားတဲ့တမာကျင်းစာအရာအငယ်၁၈ကအဓိကပြောချင်တာကတော့ကျွန်တော်တမာကျင်းစာကိုပဲပြောချင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယေရှုရဲ့စကားနဲ့တမန်တော်ရဲ့စကားကိုအောက်မေ့ရမယ်ဆိုတော့ ဘယ်မှာသွားရှာရမလဲဆိုတမာကျင်းစာထဲမှာပဲရှာတွေ့နိုင်တာကိုသူတို့ရဲ့စကားကဒါကြောင့်တမာကျင်းစာကိုအမြဲတည်းအောင်မေ့ရမယ်တဲ့နှလုံးသွင်းခြင်းကိုပြောချင်တာညီကိုမောင်တို့မတို့ဘယ်သူပဲအာဟောရဟာရီပဲဖြစ်ပါစေတမာကျင်းစာနဲ့ချင့်ချင်ပြီးတော့မှအမြဲတည်းနှလုံးသွင်းရမယ်ဒီမှာပြောတဲ့ယေရှုနဲ့တမန်တော်တွေဆိုတာအခုခေတ်ကယေရှုနဲ့တမန်တော်ပြောတာမဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတော့ခုခေတ်မှာနောက်ဆုံးတော့ကာလဖြစ်တဲ့အတွက်ငါဟာယေရှုပဲပြောတဲ့သူတွေအများကြီးထွက်လာပြီ โอเคအနောက်တိုင်းမှာတွေရောကျွန်တော်တရုတ်ပြည်ကတရုတ်မကငါဟာယေရှုပဲပြောတဲ့သူလည်းရှိတယ်ကျွန်တော်အမြဲပြောတယ်ဒီအကြောင်းအဲမထင်နဲ့တော့ကျွန်တော်တို့မျက်စိရှိမှာပဲမြန်မာပြည်မှာတော့မှဒီအာယေရှုတရုတ်မအဖွဲ့တွေအများကြီးရှိနေပြီအွန်လိုင်းကနေလည်းလာပြီးတော့မှကျွန်တော်တို့ကို group ထဲမှာ group အသင်းဆွဲဆွဲထည့်ပြီးမှတရုတ်မြန်မာဘာသာပြန်တရားဟောတာတွေရှိတယ်ဒါကြောင့် group ထဲကယုံကြည်သူညီကိုမောင်တော်ကြီးလည်းတတိထားပါအနန္တသကုရှင်ဘုရားသခင်အသင်းတော်ဆိုပြီးတော့မှ group ထဲမှာဆွဲထည့်ပြီးတော့မှ တရုတ်မြန်မာဘာသာပြန်တဲ့အဖွဲ့တွေဆိုအထူးတတိထားပါအဲ့ဒီအဖွဲ့တွေကမိတ်ဆာယူလာတာဖြစ်တယ်ဆိုတော့ဒီမှာပြောတဲ့ယေရှုခရစ်နှစ်တမန်တော်တွေရဲ့ပြောတဲ့စကားဆိုတာအခုခေတ်မှာကိုကိုကိုယေရှုလို့ပြောတဲ့သူကိုပြောတာမဟုတ်ပါဘူးနောက်ပြီးတော့မှနောက်တစ်မျိုးရှိရှိပါသေးတယ်အခုခေတ်မှာမိမိကိုကိုတမန်တော်ပါလို့ပြောတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီကို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 ပရောဖက်ပါကိုကိုကိုတမန်တော်ပါလို့ပြောတဲ့သူတွေကိုဝေးဝေးဆောင်ပါညီကိုမောင်တို့တမန်ကျမ်းစာနဲ့မကိုက်ညီပါဘူးကျွန်တော်အမြဲတမ်းရှင်းပြပါတယ်ဒီကိစ္စတွေ တမန်တော်နဲ့ပရောဖက်တွေဟာအသင်းတော်ရဲ့အုံမြင့်ဖြစ်တယ်။အုံမြင့်ဖြစ်ခဲ့ပြီးပြီ။တည်ခဲ့ပြီးပြီ။အဲ့ဒီအုံမြင့်ပေါ်မှာကျွန်တော်တို့ဒီကနေ့ထက်ဆင့်ပြီးမှအုံမြင့်ကိုသွားတင်စရာမလိုတော့ပါဘူး။ဒါကြောင့်ဒီနေ့ခေတ်မှာတမန်တော်တွေဟိုဘာလဲပရောဖက်တွေဆိုတဲ့အရက်အရာမရှိတော့ပါဘူး။သူတို့နဲ့တမန်တော်နဲ့ဆိုင်တဲ့တာဝန်ပရောဖက်နဲ့ဆိုင်တဲ့တာဝန်တွေပဲကျွန်တော်တို့ထမ်းဆောင်နေရတာ။ယုံကြည်သူတိုင်းကပရောဖက်ရဲ့ဒီတာဝန်ရှိတယ်။ ဘာကြောင့်လဲ prophet ဆိုတော့ဘုရားသခင်ရဲ့စကားပြောဘုရားသခင်ရဲ့စကားကိုသင့်ပြောတဲ့သူတွေဒါကြောင့်တမာကျမ်းစာကိုဟောတဲ့သူတိုင်းက prophet ရဲ့ဒီတာဝန်ထမ်းဆောင်နေတာပဲဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်က prophet အရာအရာရှိတာလားဆိုမဟုတ်ပါဘူးကျွန်တော်တို့က prophet မဟုတ်ဘူး prophet ကအရင်တုန်းကဒီယာထူးနော်ဒီယာထူးကအာကျွန်တော်တို့ဒီကနေ့မရှိတော့ဘူးနောက်ပြီးတော့မှဒီတမန်တော်ဆိုတဲ့ဒီအသင်းတော်ရဲ့ယာထူးလည်းကျွန်တော်တို့မှမရှိတော့ဘူး တမန်တော်ဆိုတာဘုရားသခင်အထူးတစ်ဖြစ်တခင်ယေရှုခရစ်တော်မြင့်မြင့်တက်တည်နဲ့သူတို့လိုက်ဘူးတဲ့သူတွေကိုမှတကယ်ကျွန်တော်တို့ကအဲ့ဒီအသင်းတော်ထဲမှာအာနာရှိတဲ့သူဆိုပြီးမှကျွန်တော်တို့ကခံယူတယ်တမန်တော်12ပါဒီကနေ့ခေတ်မှာတမန်တော်လို့ကိုကိုကိုပြောတဲ့သူကယာထူးမဟုတ်ပါဘူးဒါကြောင့်မိမိကိုကိုငါဟာတမန်တော်ဖြစ်တယ်ငါဟာပရောဖက်ဖြစ်တယ်ဆိုတဲ့သူကိုဝေးဝေးရှောင်ပါဒီလူတွေကတမန်ကျမ်းစာနဲ့ကွဲထွက်နေတဲ့သူတွေဖြစ်တယ်ရှောင်ပါလို့ကျွန်တော်မေတ္တာနဲ့တတိပေးခြင်းတယ်ဒါဒီကနေ့မှာ တမန်တော်ရဲ့တာဝန်ကျွန်တော်တို့ထမ်းဆောင်တယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတမန်တော်ယာထူးရထားတဲ့သူမဟုတ်ဘူး prophet တာဝန်ကျွန်တော်ထမ်းဆောင်တယ်ဒါပေမဲ့ prophet ယာထူးကျွန်တော်ယာထားတဲ့သူမဟုတ်ပါဘူး prophet နဲ့တမန်တော်ဆိုတာတစ်ချိန်တုန်းကအသင်းတော်အုံမြင့်ရှိခဲ့တဲ့သူတွေဖြစ်တယ်ဒီမှာကြော်သွားပြီးပြီအဲ့ဒီအုံမြင့်ပေါ်မှာကျွန်တော်တို့ကအဲ့ဒီအုံမြင့်ကိုဆက်တင်စရာမလိုတော့ပါဘူးဆိုတော့အမှန်ကတော့ဒီကနေ့အဓိကဟောနေတာကနောက်ဆုံးတော့ကာလရဲ့စကားလေးခုဖြစ်ပါတယ်ပထမတစ်ခုကတမာကျင်းစာအုံမြင့်ကိုခိုင်အောင်ကျွန်တော်နှလုံးသွင်းပါ သခင်ယေရှုခရစ်တော်ရဲ့စကားတမန်တော်တွေဟောပြောခဲ့တဲ့စကားအဲ့ဒီယေရှုခရစ်တော်နဲ့တမန်တော်တွေဟောပြောခဲ့တဲ့စကားဘာဖြစ်မလဲဆိုတော့ကျမ်းစာကကျမ်းစကားပဲဖြစ်ပါတယ်။တမ္မာကျမ်းစာစကားပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစကားတွေကတမ္မာကျမ်းစာမှာပဲရှိတာကိုဒါကြောင့်တမ္မာကျမ်းစာကိုအမြဲတမ်းစင်ချင်းအောင့်မိတ်နှလုံးသွင်းမှာဒါနောက်ဆုံးတော့ကာလမှာလောက်ရမယ်နှစ်ပတ်တစ်ချက်။နှစ်ပတ်နှစ်တစ်ချက်ကအာကျွန်တော်တို့ဒီပါလေအငွေ20မှာ အလွန်တန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာမိမိကိုယ်ကိုတည်ဆောက်ပါအလွန်တန့်ရှင်းတဲ့ယုံကြည်ခြင်းအပေါ်မှာတည်ဆောက်ပါဆိုတာခုနပြောတဲ့တမာတရားမှာပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကတမာတရားကနေယုံကြည်ခြင်းဖြစ်လာတာကိုကြားနာခြင်းအဖြစ်ယုံကြည်ခြင်းကဖြစ်လာတာကိုယုံကြည်ခြင်းကလည်းဖရာသခင်ရဲ့စကားကြောင့်ဖြစ်လာတာကိုဆိုတော့အပြန်အလှန်ပါပဲ။ကြားနာခြင်းကဘယ်ကနေလာလဲဆိုတော့ဖရာသခင်ရဲ့စကားရဲ့ခေါ်တဲ့ကြားနာခြင်းကနေလာတာ။ဟိုကြားနာခြင်းပြောလိုက်တိုင်းတခြားစကားကြားလိုက်လို့ယုံကြည်လာတာမဟုတ်ဘူး။ဖရာသခင်ရဲ့စကားကြောင့်ဖြစ်တယ်လို့ကျမ်းစာထဲမှာပြောတယ်။ โอเคဒါကြောင့်ဖယားသခင်ရဲ့စကားပေါ်မှာတည်ရမယ်ကျွန်တော်ယုံကြည်ခြင်းဟာအလွန်တန့်ရှင်းတဲ့ယုံကြည်ခြင်းဖြစ်ရမယ်တမာတရားပေါ်မှာတည်တဲ့ယုံကြည်ခြင်းဖြစ်ရမယ်နောက်ဆုံးတော့ကာလမှာမတည်တဲ့သူတွေအများကြီးထွက်လာလို့ဖြစ်တယ်တမာတတိရှိဖို့လိုတယ်ဒါနံပါတ်နှစ်တစ်ချက်နံပါတ်3ကျွန်တော်တို့နောက်ဆုံးတော့ကာလရဲ့တတိပေးစကားနံပါတ်3သခွန်အားပါလေဆိုတော့တန့်ရှင်းတော်ဝိညာဉ်တော်အားဖြင့်ဆုတောင်းပတ္ထနာပြုပါတဲ့တန့်ရှင်းတော်ဝိညာဉ်တော်အားဖြင့်ဆုတောင်းပတ္ထနာဆိုတာဘာလဲဟိုးနားမလဲတဲ့အပါချလာလာလာစကား ဖြစ်ဆူတောင်းတာလားမဟုတ်ပါဘူးဒီຢာတွေကဒီလိုနားမလဲတဲ့ဟာတွေနဲ့ဆူတောင်းလာပြီဆိုရင်ဝေးဝေးရှောင်ပါအဲ့ဒီလူတွေနဲ့တမာကျန်းစာထဲမှာဒီလိုဆူတောင်းဖို့ဘယ်မှမှခွင့်မပြုထားပါဘူးနားမလဲတဲ့စကားနဲ့တယောက်တည်းကိုယ့်အကူပြောလို့ရပါတယ်ပြောချင်လို့ရှင်ဒါပေမဲ့အများရှိမှဘယ်တော့မှမပြောရဘူးလို့ကျန်းစာကပြောတယ်ဘာသာပြန်ရမယ်အနက်ပြန်ရမယ်အနက်ပြန်တဲ့သူမရှိရင်လုံးဝမပြောရဘူးလို့တားမြစ်ထားတယ်ဒါကြောင့်အနက်ပြန်တဲ့သူမရှိဘဲနဲ့နားမလဲတဲ့ဟာတွေနဲ့ဆူတောင်းနေတဲ့သူ ကြုံတယ်ဆိုရင်ဝေးဝေးဆောင်ပါတော့အဲ့ဒီလူနဲ့ကျန်းစာနဲ့ကွဲထွက်နေတဲ့လူဖြစ်ပါတယ်။နောက်ဆုံးတော့ကာလမှာဒီလိုလူတွေအများကြီးပေါ်လာတာကျွန်တော်တွေ့ရတယ်။တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်စုတောင်းပတ္ထနာပြုလဲဆိုတာပါလေ။ဖယားသခင်ကိုကျွန်တော်တို့ကယုံကြည်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့အခါမှာဖယားသခင်ကကျွန်တော်ကိုတန်ရှင်တော်ဝိညာဉ်တော်စားရဖြစ်ပေးတယ်လို့ပြောတယ်ကျန်းစာထဲမှာ။ဆိုတော့ယုံကြည်သူတိုင်းဒီ ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ခြင်းဖြစ်ယုံကြည်တဲ့အဲ့ဒီအချိန်ကစပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗတိဇာကိုခံရပြီးဖြစ်တယ်။ Okay ကျွန်တော်နောက်ခုပြောမယ်နော်။တချို့ကပြောတယ်ဆရာကြီးတဲ့ယေမဗတိဇာခံပြီးတန်ရှင်တော်ဝိညာဉ်တော်မှာလည်းထပ်ပြီးမှခံရအောင်မလားတဲ့။ကျွန်တော်ပြောမယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗတိဇာဆိုတော့သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ခြင်းဖြစ်ယုံကြည်တဲ့အခါမှာခံပြီးပြီးဖြစ်တယ်။ဟိုမရှုပ်ထွေးပါနဲ့ချက်တော်ညီကိုမောင်တော်မတို့။တယောက်ယောက်ကတင်ခေါင်းပေါ်မှာလက်တင်လိုက်မှဖြစ်မယ်လို့မယုံကြည်ပါနဲ့။ ချစ်တော်ညီကိုမောင်မတို့တင်းရဲ့ယုံကြည်ခြင်းတင်းယုံကြည်တဲ့အဲ့ဒီအစက်ကတစ်ချိန်ကအစတန်ရှင်တော်ဝိညာဉ်တော်ပဋိဇာတင်ခံပြီးပြီဖြစ်တယ်ဟာလေလုယာဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်းဆိုတာပါလေတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်းဆိုတာတမာတရားအားဖြင့်ကျွန်တော်တို့ဖတ်ထားတဲ့တမာတရားကိုတန်ရှင်တော်ဝိညာဉ်တော်ပြန်လဲပေါ်ပြလာတဲ့အခါမှာအဲ့ဒီတမာတရားအပိုင်းအသက်ရှင်ဆူတောင်းခြင်းကိုပြောတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ သခင်ယေရှုခရစ်တော်ကပြောခဲ့တဲ့ဥပိ္ပစေဆရာလာမယ်တဲ့ဥပိ္ပစေဆရာလာတဲ့အခါမှာဥပိ္ပစေဆရာကသင်တို့ကိုတဲ့ငါပြောခဲ့တဲ့စကားကိုမမှီစေမယ်။ Okay တတိထားနော်။သခင်ယေရှုပြောတဲ့စကားကိုမမှီစေမယ်။တန်ရှင်တော်ဝိညာဉ်တော်ရဲ့အလုတ်အများကြီးထဲကနပတ်တတခုကဖျားရဲ့စကားကိုမမှီစေတာ။တတိထားပါ။သင်ရဲ့နှလုံးသားထဲမှာအမြဲတမ်းသင်ဖတ်ထားတဲ့ကျမ်းစာ၊သင်နားထောင်ထားတဲ့တရားဒေသနာ အမြဲတမ်းပေါ်ပေါ်လာနေလို့ရှိရင်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်ကလှုပ်လှုပ်နေတာဆိုတော့မမေ့ပါနဲ့အမြင်နာခံဖို့အမြင်လှုပ်ပါတခုခုလှုပ်ပြီးလှုပ်မယ်ဆိုလို့ရှိရင်လှုပ်မားတော့မယ်တို့မို့တခုခုဆုတောင်းမယ်တို့မို့တခုခုဆုံးဖြတ်မယ်ဆိုလို့ရှိရင်အုံနောက်ထဲမှာကျင်းစကားပေါ်လာတယ်နှလုံးသားထဲမှာကိုနားထောင်ထားတဲ့တရားသီတနာကိုချက်ချင်းမှတ်မိစေအဲ့ဒီအရာတွေကတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုဖော်ပြနေတယ်ဆိုတော့မမေ့ပါနဲ့တန်ရှင်တော်ဝိညာဉ်တော်ကအတန်အားဖြင့်တင့်နာမှာကူလီကူလာကူလီကူလာလာပြောတာမဟုတ်ဘူးများတော်အားဖြင့်ဒီကနေ့ emotion များတဲ့သူတွေဘယ်လိုပြောမလဲအဲစိတ်ခံစားမှုများတဲ့သူတွေတချို့ကဘယ်လိုခံယူရလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကသူ့နားထဲမှာအတန်နဲ့စကားလာပြောတယ်ဟေးလို့ကြားရတဲ့သူတွေများတယ်ချစ်တော်ညီကိုမှတော့တင့်ထဲမှာတကယ်လို့တင်အတွေ့အကြုံရှိလာတော့မသိဘူးငါ့ကိုဝိညာဉ်တော်ကဒီလိုလာပြောတယ်ငါ့ကိုဖခင်ကဒီလိုလာပြောတယ်လို့တင့်ကိုလာပြောတယ်ဆိုလို့ရှိရင်တတိထားပါတမာကျန်းစာနဲ့ပေချာကြိုက်ကြည့်ပါသူပြောတဲ့ဟာတမာကျန်းစာနဲ့ကြိုက်လားမကြိုက်ဘူးလားဆိုတော့တကယ်လို့တမာကျန်းစာနဲ့မကြိုက်ဘဲနဲ့ကွဲထွက်နေတယ်ဆိုရင်အဲ့ဒီဝိညာဉ်တော်က တမာချန်းစာကပြောတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဝိညာဉ်တော်မဟုတ်တော့ဘူးဒါဒီအခြားသောအင်္ဂလိပ်ချိန်ချင်းခံထိုက်တဲ့အင်္ဂလိပ်ဖြစ်တယ်အခြားသောအင်္ဂလိပ်ဒါကြောင့်ချစ်တော်ညီကိုမောင်တို့ဘယ်အရာပဲဖြစ်ဖြစ်တမာချန်းစာနဲ့တိုင်းတာပါလို့ကျွန်တော်ခွန်အားပေးခြင်းတယ်တမာချန်းစာကြီးကျွန်တော်ခရိယန်အသက်ရှင်မှုရဲ့ပေတံဖြစ်တယ်လို့ကျွန်တော်အမြဲပြောဒါတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်းတမာကျန်းစာဖတ်ထားတော့ကျန်းစာနားထောင်တော့တရားအားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ပေါ်ပြတဲ့အခါမှာအဲ့ဒီအတိုင်းဆုတောင်းတတ်တယ် ကိုလိုချင်တတ်မှတ်တဲ့အရာတိုင်းဆုတောင်းတာမဟုတ်ဘူးကိုရဲ့ဇာတိပဂရိအတိုင်းဆုတောင်းတာမဟုတ်ဘူးဒါဘာလဲနောက်ဆုံးတော့ကာလမှာကျွန်တော်တို့ကိုအတိပေးတဲ့ဒုတိယစကားသခုံဖြစ်တယ်တတိယစကားသခုံကဖယားသခင်ကြီးချစ်ချင်းမေတ္တာမှာချစ်ချင်းမေတ္တာအထဲမှာကိုကိုကိုစောင့်ရှောက်ပါတဲ့အဲဘာကြောင့်ဖယားသခင်ရဲ့မေတ္တာထဲမှာကိုကိုကိုစောင့်ရှောက်ခိုင်းတာလဲဘာကြောင့်လဲဆိုတော့ကျွန်တော်များတော့အဖြစ်ကို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 ရဲ့အချင်းနဲ့သူတပားကိုချစ်နေလို့ဖြစ်တယ်ကျွန်တော်တို့ကြိုးစားချစ်တယ်အော်မောလိုက်တာ သူတစ်ပါးပြန်လဲမချစ်လာတဲ့အခါမှာသူတစ်ပါးကျွန်တော်တို့ရဲ့အချစ်ကိုဥပိ္ပခါပြုတဲ့အခါမှာသူတစ်ပါးဒီကျွန်တော်တို့ရဲ့စေတနာကျွန်တော်တို့ရဲ့ဖြူစင်တဲ့မေတ္တာကိုအာပြန်လဲအိုးမဲတုပ်တဲ့အခါမှာကျွန်တော်တို့အင်မတန်စိတ်နာတဲ့ဝမ်းနေတဲ့ငိုကြွေးတဲ့အော်နေလို့မကောင်းဘူးအိတ်လို့မပြောဘူးကျွန်တော်ကိုယ်တိုင်ကအဲ့လိုခဏခဏဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့အချက်နဲ့ကြိုးစားချစ်နေလို့ပါဒါကြောင့်ကျင်းစာထဲမှာနောက်ဆုံးတော့ကာလမှာအချစ်တွေကွယ်ပြောက်သွားပြီတဲ့လူတိုင်းအချစ်တွေကွယ်ပြောက်လာမယ် တချို့ကလည်းကိုကိုကိုရဲ့အချစ်နဲ့ပဲချစ်နေတယ်ဒါကြောင့်မချစ်နိုင်တော့ဘူး क्वे ပြားလာမယ်ချစ်ချင်းမေတ္တာမရှိတဲ့အခါမှာဩ क्वे ပြားကြတယ်တယောက်ကိုတယောက်မနာလိုကြဘူးတယောက်ကိုတယောက်ရန်ညှိုးသားကြတယ်ဒါကြောင့်နောက်ဆုံးတော့ကာလမှာအရေးကြီးတာတခုကချစ်ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာထဲမှာမိမိကိုကိုစောင့်ရှောက်ပါတဲ့ဖယားသခင်ရဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကိုယ်တိုင်ကဖယားရဲ့မေတ္တာပြည့်နေမှကျွန်တော်တို့ကအဲ့ဒီမေတ္တာနဲ့တူတူဘာကိုချစ်နိုင်မယ်ဒါမှတားရင်ကျွန်တော်တို့ကအနိုင်မဲ့ချစ်နိုင်မယ် ပြန်လေတုံ့ပြန်မှုမရှိခဲ့ရင်တော့မှကျွန်တော်တို့ကငြိမ်သက်ခြင်းခံစားရမယ်ဟာလေလုယာခရုထဲကညီကိုမောင်တို့တွေအဲ့လိုဖြစ်ဘူးလားတော့မသိကျွန်တော်တို့ကဖရာမေတ္တာနဲ့ကျွန်တော်တို့ကထင်တာပေါ့လေအမှန်တော့ဖရာမေတ္တာနဲ့ချစ်နေတာမဟုတ်ကျွန်တော်တို့ကကိုကိုမေတ္တာနဲ့ကိုသူများကိုချစ်နေတာကြိုးစားပြီးမှအဲ့လိုချစ်နေတဲ့အခါမှာကျွန်တော်တို့ကပါမောလာတယ်ဟာငါတလောက်လှုပ်တာဘာလို့အဲ့လိုဖြစ်တာလဲအဲ့လိုမျိုးပေါ့အမှန်ကတော့ဒါကိုမေတ္တာနဲ့သူတို့ဘာကိုကြိုးစားပြီးချစ်နေအဲ့လိုအဲ့လိုဖြစ်ရင်ကျွန်တော်တို့အင်မတန်မောတယ် ကျွန်တော်လည်းအဲ့လိုတခါတလေတအားဖြစ်တယ်မောတယ်ကိုယ့်ရဲ့မေတ္တာနဲ့ကြိုးစားပြီးတော့မှနင်းသူတင်သားတွေကိုလှုပ်ပေးတယ်ပေးဆက်တယ်မယုံကြည်သူတွေကိုအင်္ဂလိပ်လှုပ်ပေးတယ်ပေးဆက်တယ်ဒါပေမဲ့ထင်ထားသလိုမတုံ့ပြန်တဲ့အခါမှာတအားစိတ်ညစ်ရတယ်စိတ်လေရတယ်ဘာကြောင့်လဲကိုယ့်ရဲ့မေတ္တာနဲ့ချစ်နေလို့ပေါ့ကိုမေတ္တာကအဲ့လောက်မကြီးနိုင်ဘူးလေကိုယ့်ရဲ့မေတ္တာနဲ့ချစ်နေလို့ဒါကြောင့်ဒီနေရာမှာဘုရားရှင်ကဘာဘာစကားပြောလာလဲဆိုတော့ကျမ်းစာအဖြစ် ဖရားရဲ့ချစ်ချင်းမေတ္တာနဲ့ကိုကိုကိုစောင့်ရှောက်ပါတဲ့ဖရားရဲ့မေတ္တာထဲမှာတည်စေပါလို့ပြောတာအဲ့ဒီဖရားရဲ့မေတ္တာနဲ့ချစ်မတာနဲ့သူမြောက်ချစ်နိုင်မယ်ဓမ္မတာနဲ့သင်ကေနေဒီပါလေသာဝရအထိသင်ချစ်နိုင်မယ်သာဝရအထိသင်ချစ်နိုင်မယ်မဟုတ်လို့ရှင်သင်တအားမိုးနေမယ်ကိုယ့်ရဲ့ချစ်နဲ့ကြိုးစားနေဒါနံပါတ်3တခုဖြစ်တယ်နောက်ဆုံးတော့ကာလတတိပိစကားနံပါတ်3တခုဖြစ်တယ်နံပါတ်4နောက်ဆုံးတခုကဘာလဲဆိုတော့တခင်ယေရှုခရစ်တော်ရဲ့ဂရုနာတော်ကိုမျော်လင့်၍နေကြလောတဲ့ ဘာကြောင့်တခင်ခရစ်ယေရှုခရစ်ရဲ့ဂိူနာကိုဆက်ပြီးမျော်လင့်နေရတာလဲကျွန်တော်တို့မခံစားရဘူးလားခံစားရပါပြီအမှန်ကတခင်ယေရှုခရစ်တော်ရဲ့ဂိူနာတော့ခံစားနေရပါပြီကျွန်တော်ယုံကြည်တဲ့နေ့ကစဒီကနေ့အထိခံစားနေရတယ်အာမယုံကြည်သူတော့မခံစားရဘူးလားဆိုမယုံကြည်သူလည်းခံစားရတယ်ဒါပေမဲ့ယုံကြည်သူနဲ့မယုံကြည်သူခံစားရတာတော့တိတ်မတူမယုံကြည်သူကကျွန်တော်ဘုရားသခင်ကကောင်းတဲ့သူရောမကောင်းတဲ့သူရောအပေါ်မှာဗာလေအာလေလေကိုအခမဲ့ပေးရှူထားတယ်သူဖန်ဆင်းထားတဲ့နေကိုအခမဲ့ထွန်းပေးတယ်အလင်းရောင် စသဖြင့်ဒါကတော့မြုံကြည်သူပိုင်းမှာပေါ့ကျွန်တော်ယုံကြည်သူပိုင်းမှာလည်းအများကြီးဘုရားသခင်ရဲ့ကျေးဇူးတော်ခံစားရတယ်ဂိူနာတော်ခံစားရတယ်တနာချင်းမေတ္တာကျွန်တော်အများနဲ့ခံစားရတယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးဘာလို့မျောလင်းဖို့လိုတာလဲကျွန်တော်ခွားပေးဒီမှာအလင်းပေးခြင်းတယ်တခင်ယေရှုခရစ်တော်ရဲ့ဂိူနာတော်ကိုဘာကြောင့်ဆက်ပြီးမျောလင်းရတာလဲဆိုတော့ကျွန်တော်တို့လောကကနေမထွက်ခွာရသေးလို့ဖြစ်တယ်ညီကိုမောင်မတော်အမှန်ကတော့လောကကနေထွက်ခွာရရင်လည်းကျွန်တော်တို့မျောလင့်နေရတာပဲ အာဝင်စားရပြီပေါ့လောကနေထွက်ခွာသွားပြီဆိုရင်တော့အဲ့ဒီမျောလင့်ခြင်းကမျောလင့်ခြင်းမဟုတ်ဘဲနဲ့လက်တွေ့အကောင့်တွေပေါ်ပြီးတော့ဝင်စားရပြီအခုချိန်မှာမဝင်စားရသေးဘူးဖူးမဖြစ်သေးဘူးကေတင်ခြင်းကကျွန်တော်တို့ဘယ်လိုပြောမလဲမပြည့်စုံသေးဘူးကျွန်တော်တို့ကေတင်ခြင်းရပြီကျွန်တော်လောကမှာနေသေးတယ်ကျွန်တော်တို့ကမအိုမနာမတည်တတ်တဲ့ကိုယ်ခန္ဓာကိုအာမပိုင်ဆိုင်ရသေးဘူးကျွန်တော်ကေတင်ခြင်းရပြီဆိုပြီးမြဲထာဝရအတက်ရပြီဆိုပြီးမြဲကျွန်တော်တို့ကဒီတည်တတ်တဲ့ကိုယ်ခန္ဓာရှိသေးတယ် ဒါကြောင့်ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ရဲ့ဂယုဏတော်ကိုမျော်လင့်နေရသေးတယ်။ဘာကြောင့်လဲဆိုတော့ဒီဘဝမှာယေရှုကိုယုံကြည်နေပေမဲ့လည်းအခက်ခဲပြဿနာရင်ဆိုင်နေရသေးတယ်။အိုနာတေနဲ့ရင်ဆိုင်နေရသေးတယ်။အော်ကျွန်တော်တို့မျက်ရည်မျက်ခွဲနဲ့တခါတလေကြုံရသေးတယ်။ဒါကြောင့်ယေရှုခရစ်တော်ရဲ့ဂယုဏတော်ကိုအမြဲတမ်းမျော်လင့်ဖို့လိုတယ်။ဟာလေလုယ။ဒါမှတာလင်ကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုတွေ့တဲ့အချိန်ထိ ကျွန်တော်တို့ဒီတစ္ဆာရှိနိုင်မယ်ကျွန်တော်တို့ဒီငြိမ်သက်ခြင်းရနိုင်မယ်ကျွန်တော်တို့ဒီပြန်လဲခွန်အားရနိုင်မယ်ဆိုပြီးမှကျွန်တော်ခွန်အားပေးခြင်းတယ်ဆိုတော့နောက်ဆုံးနှိကုံချုပ်အနေနဲ့ကျွန်တော် ပြောခြင်းတယ်ဒီကနေ့ဝင်ငှသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးတော့ကာလမှာကျွန်တော်တို့တတိပေးစကား၄ချက်ဖြစ်တယ်ပထမတစ်ချက်ကတမာတရားမှာအမြဲတမ်းတည်နေပါဖခင်ယေရှုနဲ့တမန်တော်တို့ပြောခဲ့တဲ့စကားတမာကျမ်းစာထဲကစကားကိုအမြဲတမ်းအောင်းမေ့ပါနှလုံးသွင်းပါအဲ့ဒီတန်ရှင်းတဲ့ယုံကြည်ခြင်းပေါ်မှာအမြဲတမ်းတည်ဆောက်ထားပါ မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီနောက်ဆုံးတော့ကာလမှာတင်းခွဲတဲ့သူပေါ်လာတယ်။အိုးကျွန်တော်တို့ကလည်းပြည့်ရည်ပြူတတ်တဲ့သူတွေပေါ်လာတယ်။တတ်မှတ်တဲ့သူတွေပေါ်လာတယ်။မတရားတဲ့သူပေါ်လာတယ်။အဲ့လိုပေါ်လာတဲ့အခါမှာတမာတရားမတီးလို့ရှိရင်ကျွန်တော်တို့ကလွယ်လွယ်လေးနဲ့ရိုင်လဲပြီးတော့မှလဲကျသွားနိုင်တယ်ပါသွားနိုင်တယ်။တမာတရားကိုတေချာတီဆောက်ပြီးမှခံယူထားတဲ့နှလုံးသွင်းထားတဲ့သူကနောက်ဆုံးတော့ကာလမှာဒီယာတွေကိုတိတ်ကြောက်စရာမလိုတော့ဘူး။ဒါနဲ့ပတ်သက်တဲ့ချက်။နှစ်ပတ်နှစ်ကျွန်တော်တို့ပြောထားတာက အာတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဆုတောင်းပတ္ထနာပြုရအောင်တန်ရှင်တော်ဝိညာဉ်တော်ဟာကျွန်တော်နှလုံးသားထဲမှာရှိတယ်ကျွန်တော်ဖတ်ထားတဲ့ကျမ်းစာကျွန်တော်တို့နားထောင်တဲ့တရားဒေသနာကိုတန်ရှင်တော်ဝိညာဉ်တော်အမြဲတမ်းပေါ်ပြတယ်တူထီအဲ့လိုတူထီပေါ်ပြတဲ့အခါမှာနာခံတတ်ဖို့လိုတယ်ဆိုတဲ့ဟာကိုပြောချင်တာဖြစ်တယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ကျွန်တော်အမြဲတမ်းဆုတောင်းပတ္ထနာပြုမှစောင့်နေရမယ်လို့ကျွန်တော်ဆိုလိုတာဖြစ်တယ်နံပါတ်3တစ်ချက်ကဖရာသခင်ရဲ့ချစ်ခြင်းမေတ္တာအားဖြင့်ကျွန်တော်တို့တည်ဆောက်ပါကိုကိုကိုစောင့်ရှောက်ပါ ကိုယ့်ရဲ့အချက်နဲ့ပဲတွားကြိုးစားဖြစ်နေရင်အင်မတန်မောပါတယ်ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာအနိုင်မဲ့နဲ့ချစ်မယ်ဆိုလို့ရှိရင်ပြန်လဲတုံ့ပြန်ခြင်းမရှိခဲ့ရင်တောင်မှကျွန်တော်တို့ဒီပျော်ပျော်ရွှင်ရွှင်နဲ့ငြိမ်သက်ခြင်းရှိနေနိုင်မယ်ဖြစ်တယ်ဒါနံပါတ်3နံပါတ်4ကသခင်ယေရှုခရစ်တော်ရဲ့ဂရုဏာကိုအမြဲတမ်းမျှော်လင့်ပါဘာကြောင့်လဲဆိုတော့ယုံကြည်သူဖြစ်ပေမဲ့လည်းကျွန်တော်တို့သင်ယုတ်စရာတွေဖြစ်ပေမဲ့လည်းအသက်တာမှာကျွန်တော်ဘဝမှာမောတက်တယ်ကျွန်တော်မျက်ရည်မျက်ခွန်းနဲ့ကြုံတက်တယ်အခက်ခဲကြုံတက်တယ်ဟောအမျိုးမျိုးကြုံတက်တယ် ဲ့လိုကြုံတွေ့လာတဲ့အခါမှာသခင်ယေရှုခရစ်တော်ရဲ့ဂရုဏာတော်အားဖြင့်ပြန်လဲထလာနိုင်တော့ခွန်အားရမယ်ဖြစ်တယ်မျိုးလင့်ထားနေဆိုရင်ပြန်လဲထလာနိုင်မယ်ပြန်လဲခွန်အားရလာနိုင်မယ်အဆုံးထိကျွန်တော်တို့ရှောက်လန်းနိုင်မယ်ဆိုပြီးမှဒီကနေ့တရားသီတနာကိုအာဒီမှာပဲရည်နာဖို့ရန်အတွက်ခွန်အားပေးလိုက်ပါတယ်ဒီဒီကလေးတရားသီတနာကိုနားဆင်သွားတဲ့သူအရောက်စီတိုင်းပေါ်မှာဖရာသခင်တာ၍ကောင်းချီးပေးပါစေတော့အာမင်